Apple Watch Series တန်းတက်လဲ9000လောက်ဈေးပိုတက်တာတယ်နောက်ပြီးပိုလဲ Mic တဲ့ Small Watch အရင် Mic တဲ့တစ်ချက်ကဒီနိုင်ကြီးကပါတာမှာတော်တော်လေးကိုပါတာပါတယ်ဆိုတာသူ့ရဲ့အထွေ9.3 mm ပဲရှိရဲ Sapphire Glass လိုမျိုးအကျန်းခံတဲ့အပေါင်းဆင်းခံတဲ့ Glass ကိုတုံးပေးထားတယ်ပြီးဒီဘေးဘက်က Body မှာဆိုရင်လဲ Aerospace Grade Aluminum Body နောက်ပြီးဒီ Bezel ဆိုရင်လဲ Titanium Bezel တွေကိုတုံးပေးထားတဲ့အတွက်သူက Triple Protection ဖြစ်သွားပြီပေါ့နော်သူ့ရဲ့အဓိကအသာချက်ကတော့ပေါ့ပါပေါ့နော်ပေါ့တယ်ဆိုတာသူ့ရဲ့အလေးချက်27 gram ပဲရှိရဲဗျ Display ဆိုရင်လဲ1.82 inches AMOLED ပန်နဲ့နောက်ပြီးတော့ Brightness ဆို င်လည်း3000နဲ့ဆိုတော့ auto spot mode ထဲမှာဆိုရင်ကျွန်တော် golf နောက်ပြီးတော့40 meter free dive ECG တိုင်းတာပါပါလာပြီပေါ့နော်ပြီးတော့ဒီ Watch Fit 4 series က iOS နဲ့ပဲချိန်မလားအဲ Samsung Android စသဖြင့်ပေါ့နော်ကျွန်တော် mention ပေါ်မှာရှိနေတဲ့ဖုန်းတွေအကုန်လုံးနဲ့အလွယ်တကူချိန်ဆက်လို့ရတဲ့အပြင်ပေါ်မှာဟုတ်တယ်ဒီတစ်ခါ Huawei ရဲ့ Watch Fit 4 series မှာဆိုရင်သူ့ရဲ့ battery life က up to 10 day battery life လို့ပြောထားရဲဆိုတော့ Apple Watch series တန်းတက်လဲ5စားလောက်ဈေးပိုသက်တာတယ်နောက်ပြီးတော့ပိုလဲ mic တဲ့ small watch ရဲ့အကြောင်းကိုကျွန်တော်ဒီနေ့ပြောပြပေးတော့ဖို့ရှိတယ်။ဘာ small watch တွေလဲဆိုတော့ Huawei ကအသစ်ထွက်လာတယ် Huawei Watch Fit 4 Pro ရဲ့နောက်ပြီးတော့ Huawei Watch Fit 4ရဲ့ ဆိုတော့ဒီတစ်ခါ Huawei အနေနဲ့သူတို့ရဲ့ Watch Fit series မှာ Pro version ကိုပါပထမဆုံးအကြိမ်ထည့်ပြီးတော့ထုတ်လာပြီပြီးတော့ဒီ Watch Fit 4 series က iOS နဲ့ပဲချိန်မလားအဲ Samsung Android စသဖြင့်ပေါ့နော်ကျွန်တော် main screen ပေါ်မှာရှိနေတဲ့ဖုန်းတွေအကုန်လုံးနဲ့အလွယ်တကူချိန်ဆက်လို့ရတဲ့အပြင်ပေါ်မှာ memory phone support လုပ်တာတွေနောက်ပြီးတော့ bluetooth calling ရတာတွေအပြင်နောက်အဲဒီ battery life ဆိုရင်လည်း up to 10 day battery life ဆိုတော့ကျွန်တော်မြန်မာနိုင်ငံနဲ့တော်တော်လေးကိုကိုက်နေရဲ smart watch တွေလို့ပြောလို့ရတယ် အရင်ဆုံး Huawei ရဲ့ Watch Face series မှာ Pro version အနေနဲ့ထွက်လာတဲ့ Watch Face 4 Pro ကြောင်းပြောပြပေးမယ်။အဲသူက တကယ်ကို Pro ဆိုတဲ့အတိုင်းပဲတုံးပေးထားတဲ့ material ရဲ့ design နေရာစားလုံးဝကျန်းသွားပြီပေါ့နော်သူ့ရဲ့ဒီ display မှာတုံးပေးထားတဲ့ glass က sapphire glass လိုမျိုးအကျန်းခံတဲ့အပွန်ဆင်ခံတဲ့ glass ကိုတုံးပေးထားတယ်ပြီးဒီ bezel က body မှာဆိုရင်လည်း aerospace grade aluminum body နောက်ပြီးဒီ bezel ရေဆိုရင်လည်း titanium bezel တွေကိုတုံးပေးထားရတဲ့အတွက်သူက triple protection ဖြစ်သွားပြီပေါ့နော်ဒီလိုမျိုး triple protection ဖြစ်သွားတဲ့အတွက်သူက outdoor sport တွေမှာပါ AC တတရရတုံးလို့ရသွားပြီအရန်မိုက်တဲ့တစ်ချက်ကဒီနိုင်ကြီးကပါရမှာတော်တော်လေးကိုပါတာပါတယ်ဆိုတာသူ့ရဲ့အထွေ9.3 mm ပဲရှိရဲဆိုတော့ကျွန်တော် က်ပေါ်မှာတင်ထားရင်တော့တင်ထားလို့တင်ထားမှမသိရဲ့အနေအထားတစ်ခုမှရှိတယ်ပြီးတော့သူ့ရဲ့ display ဆိုရင်လည်း1.82 inches AMOLED ပန်နဲ့နောက်ပြီးတော့ brightness ဆိုရင်လည်း3000 nits ဆိုတော့ကျွန်တော်တို့ outdoor မှာဆိုရင်လည်းသူ့ရဲ့ display ကိုရှင်းရှင်းလင်းလင်းမြင်ရတယ် outdoor sport ဆိုလို့သူက pro ဆိုတဲ့အတိုင်းပဲ outdoor sport mode ထဲမှာဆိုရင်ကျွန်တော်တို့ golf နောက်ပြီးတော့40 meter free dive နောက်ပြီးတော့ trail running cycling လိုမျိုး feature တွေပါလာမယ်အထူးသဖြင့်ကျွန်တော်တို့ golf ဆိုရင်လည်းအဲဒီကျွန်တော်တို့နိုင်ငံတကာမှာရှိတဲ့ golf queen map ပေါင်း1000ကျော်ထိပါလာတယ်လို့ကျွန်တော်တို့မြန်မာနိုင်ငံက golf map တွေကိုလည်း support လုပ်တော့ပြီး တကယ်လို့ကိုက golf မရိုက်တဘူးဆိုရင်တော့မှာပဲဒီ Huawei Watch Vivo Pro မှာပါလာ golf မှုနဲ့ဆိုရင် pro level ရဲ့ကစားသမားတယောက်လိုကစားနိုင်အောင်သူက support လုပ်ပေးမယ်။နောက်ပြီး 40m free type ဆိုရင်လည်းပင်လယ်ရေပေါ့နော် sea water စားငင်ရေပါခံနိုင်တဲ့ level တခုဆိုတော့တော်တော်လေးကိုကျန်းတယ်လို့ပြောလို့ရတယ်။နောက်ပြီး trail run tracking ဆိုရင်လည်းကျွန်တော်ပြင်းနေတဲ့အချိန်မှာ anti air မဖြစ်နိုင်အောင် real time audio reminder ပြပေးတာရည်နဲ့ပေါင်းလိုက်မယ်ဆိုရင်သူ့ရဲ့ outdoor sport mood တွေကလည်းတကယ်ကိုအမိုက်စားရည်ကြီးပဲ။ ပြီးတော့ဒီ Huawei ရဲ့ Watchface 4 Pro မှာဆိုရင် ECG တိုင်းတာပါပါလာပြီပေါ့နော်ကို ECG တိုင်းတဲ့ data ကိုလည်းသူက Huawei ရဲ့ app ထဲမှာ data ကို record လုပ်ပေးထားမယ်အဲ့လိုမျိုးပဲကျွန်တော် woman period tracking နေ temperature တိုင်းတဲ့ data တွေအကုန်လုံးက Huawei ရဲ့ app ထဲမှာ data record အနေနဲ့သူ record လုပ်ပေးထားမှာဆိုတော့ကိုယ့်ရဲ့ကျမိုင်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုကတကူတကတီးတန့်ကြီးမှတ်ထားနေစရာမလိုတော့ဘဲနဲ့ကိုတကယ်လိုအပ်တဲ့ချိန်ရောက်ပြီဆိုရင်ဒီ Huawei ရဲ့ app ထဲမှာအလွယ်တကူပြန်ကြည့်လို့ရမယ်ဆိုတော့ဒီတစ်ချက်ကတော်တော်လေးကိုအသုံးတည်တယ် တကယ်တမ်းတော့ကျွန်တော်နေ့တိုင်းလှုပ်ရှားနေတဲ့အရာတွေမှာ workout လုပ်ဖြစ်နေတာကြီးကအများကြီးရှိတယ်ဗျဥပမာအနေနဲ့ကျွန်တော်ပြောရမယ်ဆိုရင်အင်ရှီယာနဲ့အနောက်ခွေးသွားတာပဲဖြစ်ဖြစ်ကျွန်တော်ဆိုရင်6လလမှနေရတယ်ဗျဒီ6လလေးကအတက်စင်းလုပ်နေတာပဲဖြစ်ဖြစ်ဒါတွေကအာဒီ workout လုပ်နေရတဲ့အမျိုးအစားတွေမှာပါတယ်ဆိုတော့ကိုကဒီ workout လုပ်နေတဲ့အမျိုးအစားတွေကိုတခြားသိမ်းထားပေးမဲ့ data record မရှိဘူးဖြစ်နေတာပေါ့နော်ဆိုတော့ဒီ Huawei app ထဲမှာဒီလိုမျိုး data တွေ record လုပ်ပေးထားတဲ့တစ်ချက်ကလည်းအရေးကြီးတဲ့အချိန်မှာအရင်အသုံးတက်လိမ့်မယ်ဆိုတော့ကျွန်တော်နိုင်ရေပဲပြန်လှည့်အောင် တကယ်လို့ကွာ fashion ကြားတဲ့ဘက်ကိုပို့သွားခြင်းလဲဆိုရင်လေဒီ Huawei ရဲ့ Watch Fit 4လေးတွေကမစိုးဘူးသူရဲ့အဓိကအတားချက်ကတော့ပော့ပါပေါ့နော်ပော့ရယ်ဆိုတာသူရဲ့အလေးချက်က 27g ပဲရှိရပြဗျာဆိုတော့လက်မှာပတ်ထားရင်တော့ပတ်ထားလို့ပတ်ထားမှမသိအောင် comfortable တော်တော်လေးဖြစ်တယ်ဘယ်လောက်ထိပော့လဲဆိုရင်သူက hair dryer နဲ့အောက်ကမှုတ်လိုက်ပြီဆိုရင်တော့မှာပဲလေပေါ်မှာမြောက်တဲ့နေရာကိုပဲကြည့်ဗျာပြောသူရဲ့ display မှာဆိုရင်လေ1.8 inches AMOLED display အဲ့ဒါကမှသူရဲ့ display bezel တွေကလည်းတော်တော်လေးကိုပါတယ် နောက်ပြီးတော့ fashion ပို့ကြရဆိုတဲ့နေရာမှာသူ့ရဲ့ watch band တွေကအစပေါ့နော်ကျွန်တော်တို့ fancy ဖြစ်တဲ့ color option ၃မျိုးနဲ့ထုတ်ထားတယ်ဆိုတော့ကိုကြိုက်တဲ့အကြောင်းရွေးပြီးတော့ဝယ်လို့ရမယ်နောက်ပြီးတော့ဒီ watch face တွေဆိုရင်လည်းအမျိုးအစားပေါင်း300ကျော်ဒီ free download ဆွဲလို့ရတဲ့အပြင်ပေါ်မှာ customize လုပ်လို့ရတဲ့ watch face အသစ်တွေလည်းပါလာသေးတယ် ဒီလိုမျိုး fashion ကြနေဆိုပေမဲ့သူက walk out mood တွေနဲ့ပတ်သက်ပြီးတော့လည်းမလျော့တော့ဘူးပေါ့နော်။သူ့မှာပါလာတဲ့ walk out mood အမျိုးအစားပေါင်းက100ကျော်တိရှိတယ်လို့ကျွန်တော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့လေ့ကျင့်ခန်းပေါင်းကလည်း200ကျော်တိထည့်သွင်းပေးထားရဲဆိုတော့ walk out လုပ်တဲ့သူတွေအတွက်လည်းအသုံးတည်တယ်။အဓိကကတော့ running နဲ့ cycling လိုမျိုး walk out mood တွေမှာဆိုရင် professional mood recommend ပေးတာတွေနောက်ပြီးတော့ recovery tracking ပြပေးတာမျိုးတွေနောက်ပြီးကျွန်တော် outdoor cycling လုပ်တာပဲဖြစ်ဖြစ် outdoor running လုပ်တာမျိုးပဲဖြစ်ဖြစ်အဲ့လိုအချိန်ခါမျိုးမှာဆိုရင် dual band GPS ပါရတဲ့အတွက် routine ကိုကြည့်ရတာပို့ပြီးတော့မြန်ဆန်နေတိကျတယ် ဒါတွေအပြင်မှာ endorse ပေါ့မှုမှာဆိုရင်လည်း fat burning plan အတွက် heart rate ဆောင်ခွဲပေးတယ်ပြီးတော့ training ကို improvement ဖြစ်အောင်မျိုးတွေ diet plan အတွက် management လုပ်ပေးရမျိုးတွေလည်းပါလာအောင်ပဲနောက် endo ရေကူးတာမျိုးဆိုရင်လည်းအလိုလျောက် detail ဖြစ်ပြီးတော့ကိုလုပ်ထားတဲ့ legend ကို record လုပ်ပေးတာမျိုးကလည်းတော်တော်မိုက်တယ်လို့ပြောလို့ရတယ်နောက်တစ်ချက်ကတော့ဒီ Huawei ရဲ့ Watch Fit 4 series မှာ emotional well-being ပါလာပြီပေါ့နော်ဒါအတိတ်တော့စဉ်းကြလိုက်မယ်လို့မသိဘူးကျွန်တော် Watch GT5 မှာတော့တွေ့ခဲ့တဲ့ features တခုသူကဘာလုပ်ပေးရလဲဆိုတော့ကိုယ့်ရဲ့စိတ်ခံစားချက်ပေါ်မူတည်ပြီးတော့အဲဒီ Watch Fit ပေါ်မှာတင်ထားတဲ့အကောင့်တွေကပြပေးနေမှာပေါ့နော်ကိုယ်ကစိတ်မကြည်လင်မကြည်နေဘူးပျော်ရင်ပျော်နေရအဲ့လို ိုးလေးပြပေးနေမှာဆိုတော့အရင်တော့ဒီပြပေးတဲ့နေရာမှာပန်တာတကောင်ပဲရတာပေါ့နော်အခုတော့ကျွန်တော်ကြောင်ရုံလေးပါရထားပြီဆိုတော့ဒီကြောင်ရုံလေးကပို့ပြီးတော့လည်းချုပ်ဖို့ကောင်းတယ်နောက်ပြီးတော့ဒီ features က အသုံးလိုက်တယ်ဗျတခြားကျန်းမာရေးနဲ့ပတ်သက်တဲ့ features တွေအနေနဲ့ဆိုရင်လည်းကျွန်တော်တို့အိတ်နေတဲ့အချိန်မှာ science based sleep monitoring လုပ်ပေးတဲ့ features ပါလာမယ် SPO2 timer heart rate timer နောက်ပြီးတော့ body fat scale integration လုပ်ပေးတာအဲ့ဒါတွေအပြင်မှာအမျိုးသမီးတွေအတွက်အရေးကြီးတဲ့ human period tracking လိုမျိုး features တွေလည်းပါလာသေးတယ်တကယ်တမ်းဒီ features တွေထက်ကျွန်တော် Huawei ရဲ့ watch တွေသဘောအကျဆုံးအချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ battery life ပေါ့နော်ဟုတ်တယ်ဒီတစ်ခါ Huawei ရဲ့ Watch Fit 4 series မှာဆိုရင်လည်းသူ့ရဲ့ battery life က up to 10 day battery life လို့ပြောထားရဲဆိုတော့ကျွန်တော်တစ်ခါအသွင်းပြင်10ရက်လောက်ထည့်ကြည့်နေစရာမလိုတော့ဘူး တကယ်တော့ Huawei အနေနဲ့သူတို့ရဲ့ wearable product တွေကိုပို့ပြီးတော့အားဆိုင်လာတဲ့အလျောက်သူတို့ရဲ့ wearable product တွေကလည်း next level ရောက်သွားပြီလို့ပြောလို့ရတယ်။ fashion ကြဖို့အတွက်က fitness အတွက်ပါနှစ်ခုလုံး balance ဖြစ်လာတယ်လို့ကျွန်တော်အတွက်ဆိုရင်လည်းဒီ Huawei ရဲ့ Watch Fit 4 series ကညှို့လို့ကောင်းတဲ့ smartwatch တစ်လုံးထပ်တိုးလာပြီလို့ပဲပြောရင်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဗျ။